ာလူသေးစုမကပွင့်တော်မူတိုင်းသောဖျားရှင်များအပေါင်းတို့ဤဂုံတော်တရားတော်မြတ်တို့ဤဂုံတော်တန်ဃာတော်မြတ်တို့ဤဂုံတော်ကိုဆောင်တဲ့အတွေ့ဘေးသူရန်သူအန္တရာယ်သူဂျူသူဂျမသူကနေလွတ်ပါれလို့ဖျားရှင်ဟောကြားခဲ့တာသည်တန်ဘုဒ္ဓေမဟုတ်ဘူးလားအဲ့တော့တန်ဘုဒ္ဓေယုတ်မလားတရဏဂုံ၃ပါးယုတ်မလားအရှိတောက်ရောက်ယုတ်နေ အရေးလဲကြုံတော့လီတန်တတ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 နဲ့တဲ့အသက်ထွက်သွားမှာဟမ်တစီလဲ၆ခန်းကတော့တန်ပုတ်တိတန်ပုတ်တိအထဝေသစ္စာတောင်ပဲရောက်သွားမှမသိဘူးဟမ်အဲ့ဒါကြီးဝေယုံနေမဲ့သာဗုဒ္ဓံတရဏိကိသာမိဓမ္မံတရဏိကိသာမိတို့လွင့်ပြန်တောင်ထွက်သွားအောင်မဲ့တစီတရေတွေတဘောပေါက်လားဒါကြောင့်ဘုရားရှင်ကြီးလက်တဲ့အချိန်ကာတုန်းကတောင်မှ ။ဟိုမှာခလေးသေးသေးလေးလေးနမောဗုဒ္ဓတာဆိုတာဘလူးသင်းဆွဲတာပါလို့လား။ဘလူးကြီးပါပြည့်ရလဲ။ပြန်တောင်စောင်းချောက်ပေးရလဲ။သဘောပေါက်လား။ဓာတ်တောင်တို့လိုအတိတရားမရှိသေးဘူး။နော်အတိတရားမရှိသေးတဲ့ဘဝမှာနမောဗုဒ္ဓသာဖရာချက်ခိုးပါ ਈ ဆိုတာနဲ့တောင်ဘလူးစားခံရမယ့်ဘဝကလွတ်တယ်။သဘောပေါက်လား။အဲ့တော့အတိတရားရှိလို့ရှိရင်နော်ဒီ တန်ဘုဒ္ဓေကလည်းလေတရဏဂုံရဲ့အနှစ်ချုပ်တန်ဘုဒ္ဓေရဲ့အနှစ်ချုပ်ကလည်းတရဏဂုံဆိုရင်ဘယ်ဟာရွတ်မလဲခတ်တူတူနဲ့ထိရောက်တာရွတ်ချလိုက်ပါလားသဘောပေါက်လားဒါကြောင့်မလို့ဟိုဟိုဟာကောင်းနှုန်းတို့ဒီဟာကောင်းနှုန်းတို့ဟိုဟာကောင်းနှုန်းတို့ဒီဟာကောင်းနှုန်းတို့ ਨੇ ရှောက်လုံချင်း ਨੇ အပားတွေတပါးနှစ်ပါးသုံးပါးအပားတွေသာလဲသွားတယ်အပယ်လာသွားလိမ့်မယ်ဟင် ကြောက်ကြဟိုကလေးစိတ်နေရင်လည်းဟိုဟိုအမလေးဘယ်ဘဲဟာကပူကောင်းတာဆိုပြောင်းစိတ်သွားပြန်အတက်ဒီဥစ္စာလှုပ်နေရင်လည်းနောက်တစ်ယောက်ကလာပြန်ဘယ်ဟာကချက်ချင်းစီးွားပြစ်တာဘယ်ဟာကထီပေါက်တာဆိုပြောင်းလိုက်ပြန်အဟိုတစ်ပါးလည်းမပြီးဒီတစ်ပါးလည်းမပြီးအပားတွေလည်းလဲရောအောက်ဆင်းသွားအပယ်လာသွားဟင်ဘာမှလည်းဥနောက်တဲ့အပိုင်မရဘူးအဲ့တော့တရဏဂုံကိုအပိုင်ထည့်ထားလိုက်ပါလားဗုဒ္ဓဘာသာတရဏဂုံပျောက်ကွယ်မှာသာသနာပြောက် 八大岭嘛，都包包啦。哎呦，得着那工没去人，打在那转啦，打在那坝啦。哎呦，不要紧，这个我让让查个为嘛？得着那工没去的，兄弟的，喏，没话的呀，没话没有讲，包扎包扎的呀，没得设备嘛，得着那工没去了，包扎去了。 မရှိဘူးနမေကံဗုဒ္ဓဘာသာဖြစ်သွားပြီတရဏဂုံရှိမှဗုဒ္ဓဘာသာအစေတဘောပေါက်လားနှစ်ပိဖျားကို အာမဘန်းတွေဆိုပြီးတယောက်မှဂရိမတီတော့ညည်စီဩတာတွေဆုပ်ယုတ်တော့ဟမ်ຫນွယ်မြက်တစ်ပင်နေသေးပဲဝင်သေးလားသေးပဲမဝင်တဲ့အပြင်အခုဓာစားတွေပက်လိုက်တော့ဘေးဘက်တွေဝင်းကုန်ပြီအစိတ်တွေသင့်ကုန်ပြီဟမ် ဘေးပြစ်ကုန်ပြီဆေးမပြစ်တော့ဘူးအဲ့တော့ဘာပြစ်လို့ဆေးမပြစ်တာလဲအတင်တကြားမင်းဆိုတော့ဂရိသစ္စာမတီးလို့ဘာမတီးတာလဲတရဏဂုံကိုအာမဘန်းတွေခံပြီးဗုဒ္ဓဘာသာတွေဝင်လာပြီးတော့တရဏဂုံမရှိကြဘူးအဲ့တော့မိဘတွေကဗုဒ္ဓဘာသာဆိုပြီးတော့နာမည်သာခံထားတယ်ခလေးတွေကို သင်ပြီးတော့စကားပြောတတ်ကစားစသင်လိုက်တော့အဆေးကြီးပဲ ါကြောင့်ရှေ့လူကြီးတွေကနော်အဖိုးတွေအပွားတွေကမြီးတွေတောင်မှလေဥပုပ်ဆောင်နဲ့ကြောင်းရောက်အောင်ခေါ်ပြီးတော့ကြောင်းတောင်မတက်ရသေးဘူးနော်ပဋ္ဌာန်း24ပြည့်စည်အကုန်ရနေတဲ့ကလေးတွေမရှိဘူးလားကြောကန်းနေဩဃာတာဩဃာတာဒီအကုန်ရတာဒီမရှိဘူးလားငါးပါးသီလဆယ်ပါးသီလအလွတ်ရနေတဲ့ကလေးတွေမရှိဘူးလားအဲ့ဒါမိဘတွေရဲ့နော်လက်တွဲခုံမှုကြောင့်အခုဆိုရင် ဥပုပ်ဆိုတာဘာမှန်းတောင်မသိကြတော့ဘူးတချို့ကလေးတွေဆိုမေးတယ်အဲမင်းတို့အမေဥပုပ်ဆောင်လားဆိုတော့ဘာဥပုပ်တာလေတဲ့ဟမ်ငုံဥပုပ်တာလားဘဲဥပုပ်တာလားတဲ့ဥပုပ်ဆိုတော့အဲ့တော့ကလေးတွေမှာဘာမှန်းတောင်မသိတော့ဘူးကလေးတွေမသိတာလဲမပြောနဲ့လူကြီးတွေဥပုပ်ဆိုတာတောင်တခါမှမဆောင်ပြစ်တော့ဟမ်ကဲဥပုပ်အသာထား 那乌包内嘛，乌包国咋咋？哪把地来领导农业啦？我们表来有些人，古帮古烂逃嘛走路。这家巴达里来，多肉巴达古多肉，阿托阿米阿查比油地来里扎的，哎。哎罗，早几年是早几年来里里扎扎的，写的乡里的计划中，逃不开为了财会会大家，嗯。 တနင်္ဂနွေဆိုတနင်္ဂနွေနေ့တွေပိတ်ပြီးဆံပိတ်ပြီးသွားတယ်သူတို့ဘုရားမှာနော် သူတို့ဘာသာရေးကြောင်းမှာအားဖျားရက်ကိုကြလုံးကြတယ်သူတို့နားထောင်နေတို့ဗုဒ္ဓဘာသာမှာလဲလာဆန်းရှိရဲ့လာစုပ်ရှိရဲ့လာပြေလာွယ်လေးရမရှိဘူးလားတလမှာဘယ်သူတွေဆိုင်ပိတ်တော့လဲဟင် ဘလူတွေဆိုင်ပိတ်သွားလဲခေါ်တာတောင်ဒီနေ့မအားသေးဘူးအလုံများနေလို့ဟင်အဲ့ဒီတော့ပြောမယ်ဥပုံမစောင်းနိုင်ရင်တောင်မှ၅ပါးသီလကိုအဲ့ဒီ၄ရက်မှာကြောင်းမှာသွားပြီးတော့ဟမ်စောင့်ထင်းရင်းနဲ့နော်လှူတာတန်းတာလေးတွေမလုံးနိုင်ကြဘူးလားမရှိပါဘူးလုံးနိုင်ကြပဲရှိတယ်မလုံးကြဘူး တဘောပေါက်လားကဲဒါဆိုလို့ရှိရင်၅ပါးသီလတောင်မလုံသေးရင်မလုံနိုင်သေးရင်တို့အဲ့ဒီလာဇန်းရှိရဲ့ လာပြေလာခွေရှိရဲ့နော်လာစုပ်ရှိရဲ့ကဲလာပြေလာခွေ၄ရက်မှာ တို့တွေကြောင်းသွားပြီးတော့တရဏဂုံ၆တီရမယ် ုပေါင်းပြီးသရဏဂုံဗုဒ္ဓံသရဏံကိသာမိပါမနစ်တရား၈ခေါက်နေ့လေတရား၈ခေါက်ညတရား၈ခေါက်ပရိဒပတ်သာတို့သွားပြီးကြောင်းမှာဩတနေ့လုံးနေပြီးတော့မနစ်6နာရီကနေညနေ6နာရီတိနေပြီးတော့တို့သရဏဂုံစုပေါင်းပြီးရွတ်ပတ်ကြမယ်တို့တရွာလုံးတို့တရားကွက်လုံးအတွက်တို့လုံမယ်ဆိုတာတို့ဗုဒ္ဓဘာသာမှာရှိလား သူတို့မှသွားသွားပြီးတော့အမလီဖတ်ရတာယူရတာအာရမောက်လိုက်ပလက်လန်းလိုက်မတက်ရလိုက်နဲ့ဟင်တို့မှသွားပြီးအာရမောက်မဲ့လူလည်းမရှိဘူးအတင်းပြောရင်သာပြောကြမှာဟင်သဘောပေါက်လားနှစ်ပြီသူတို့ဘာသာသူတို့ဘာသာရေးကြောင်းနေမှာသူတို့မဖွဲမရတွေဘာလုပ်တယ်လဲအေးတို့တို့ဖျားကြောင်းနေမှာဘိုက်ဘူးသွားကြတယ်လာလာချိန်တွေ့ပြီးဖျားပေးမှတောင်မရှောင်ကြဘူး အဲ့တော့တို့ဗုဒ္ဓဘာသာကြီးကဘလို့ဖြစ်ကုန်ကြတာလဲအဲ့ဒီလူတွေဘာဖြစ်လို့ဖြစ်တာလဲလို့မေးလိုက်တော့ဝိဇာကြီးတွေကလည်းပြောတယ်သရဏဂုံမှမရှိပဲတဲ့ကိုယ့်ဘာသာကိုကိုယ်မစောင့်ထိန်ပဲနဲ့ကိုယ့်ဘာသာကိုတောင်ကိုယ်စော်ကားနေတော့ဖြစ်ကုန်ကြမှာပေါ့ဖရာတဲ့အဲ့တော့ကိုယ့်ဘာသာကို သူများစောင့်ရမှာလားကိုယ်စောင့်ရမှာလားတရဏဂုံရှိတဲ့သူလေဒီပြဘာသာကလာဆွဲပါပါမလား အခုပါပါသွားတာဘာဖြစ်လို့လဲဘုန်းကြီးတွေကစောင့်ပေးလို့ရပါမလားမျိုးရိုးစောင့်တာဘယ်သူစောင့်ရမှာလဲဘာသာကိုစောင့်ရမှာဘယ်သူစောင့်ရမှာလဲကိုမိသားစုတောင်ကိုမလုံးချုံတာတရဏဂုံမှမရှိတာဘုန်းကြီးတွေကဘာလုပ်ပေးရမှာလဲနှက်ပြီးတော့မယူကြပါနဲ့မယူကြပါနဲ့ကြောက်ပြောနေလို့ရပါမလားတရဏဂုံတည်တဲ့လူကလေကို့ဘာသာကိုကိုအယံလေးစားပြီးတော့ သူများဘာသာကြားဝင်လာရင် အကုန်လက်ခါပစ်တယ်အသေးသာခံမယ်တို့ဗုဒ္ဓဘာသာကြီး အပြည့်မခံဘူးဆိုတာအဲ့ဒါကာယကံရှင်ကစောင့်ထင်းရတာဗုဒ္ဓဘာသာဆိုတဲ့ကာယကံရှင်တွေကစောင့်ထင်းရတာသူများလာအုပ်ချုပ်ပြီးတော့အတင်းအာဏာနဲ့ပေးလို့မရဘူးဗုဒ္ဓဘာသာကိုသဘောပေါက်လားဒါကြောင့်မလို့ဗုဒ္ဓဘာသာရဲ့ စွန့်အင်တွေကိုနော်မိအဆက်ဆက်မိဖုရားတွေအဆက်ဆက်မှာစွန့်အင်တွေကိုပြခဲ့တယ်မိစ္ဆာဒိဋ္ဌိတွေအုတ်ထုတ်တာတောင်မှလေဟောဗုဒ္ဓဘာသာရဲ့စွန့်အင်နဲ့ဗုဒ္ဓဘာသာပြန်ထွန်းကားမလာဘူးလားအေးအခုတို့တို့ဒီနိုင်ငံမှာဒီရက်ွယ်မှာဒီမြို့နယ်မှာတရဏဂုံနဲ့တို့ပြန်ပြီးတော့ဗုဒ္ဓဘာသာထွန်းကားအောင်မလုပ်နိုင်ဘူးလား ပုံမိသားစုကိုလုံခြုံအောင်မကာကွယ်နိုင်ဘူးလားနော်အဲ့ဒီတော့တရားမင်းကပြောတယ်အရှင်ဘုရားတဲ့တရဏဂုံဆိုတဲ့အခြေခံပြည့်မရှိသေးဘူးတဲ့နော်ပိဋ္ဌာရွတ်တော့ဘာဒီဆုံးမှလေသဘောပေါက်လားတရဏဂုံရဲ့အခြေခံလည်းမရှိသေးဘူးတဲ့ပဋ္ဌာန်းနေတော့ရွတ်နေကြတာပဲတဲ့အဲ့တော့အရှင်ဖုရားတဲ့ ယဟန်ဖြစ်ဖြစ်တဲ့သီလရှင်ဖြစ်ဖြစ်တဲ့ကိုရင်ဖြစ်ဖြစ်တဲ့အာမဘန်းဒီနဲ့တရဏဂုံနဲ့ကိုရင်ဖြစ်ဟောကမဝါဇာနဲ့ယဟန်ဖြစ်သွားပြီမဲ့တရဏဂုံလက်လွတ်လို့ရမယ်ထင်လို့လားတဲ့တရားမင်းကမင်းဒါကြောင့်တရဏဂုံမရှိဘဲနဲ့ပရိတ်တီရွတ်တော့ဘာမှမစွန်းတော့နော်ဘလူတွေမကဘူးမကောင်းဆိုးဝါးတွေအကုန်ဆင်းလာပြီတဲ့ မာနကဲအပေါင်းအသင်းတွေလူပြည့်စင်ပြီးနှိမ့်ဆက်ကြပြီနော်ဖရာရှင်ကြီးပရိနိဗ္ဗာန်စံသွားတာနှစ်ပေါင်းများစွာကြာပြီဟေးအဲ့ဒီတော့ဖရာရဲ့ဂုံကျေးဇူးတွေလူတွေမေ့ကုန်ပြီတရားရဲ့ဂုံကျေးဇူးတွေလူတွေမေ့ကုန်ပြီတန်ခါရဲ့ဂုံကျေးဇူးတွေလူတွေမေ့ကုန်ပြီအဲ့တော့မမေ့တဲ့သူပဲခြံထားမေ့တဲ့သူဒီကိုတို့ဝင်းနှောက်ချက်ဖြစ်စည်းတော့မယ်ဆိုပြီးဝင်းကုန်ကြပြီဖရာတပြည့်တော့တားလည်းမရတော့ဘူး အဲ့တော့အလိန်ခံရမဲ့သူကလိန်မဲ့သူစကားပဲ အမှန်ထင်တာတဲ့အညာခံရမဲ့သူကညာမဲ့သူစကားပဲအမှန်ထင်တာတဲ့ဒါကြောင့်ဗုဒ္ဓဘာသာကြီးထဲမှာနော်ထေရဝါဒထဲမှာမဟာယနဝင်ရှုပ်ပြီးတော့ဖျားရီဖျားရီမှာဂျိုတိုင်းနေပါလာကလေးကဗုဒ္ဓဘာသာပြည့်စည်တော့မယ်ဆိုတာစကြမင်းကတပြည့်တော်တည်ပြီးသားပါဖျားတဲ့တဘောပေါက်လား ဲ့ဒီဂျိုတိုင်းနေထားဖို့အတွက်ဘုရားဟောခဲ့လို့လားဥပမာပြောမယ်ဟောဒီဘုရားတက်သူကိုဘယ်အရက်ကရှက်ခိုးရှက်ခိုးအကျိုးမရဘူးလားဒီဘက်ကရှက်ခိုးလို့ဒုက္ခရောက်မယ်ဒီဘက်ကရှက်ခိုးလို့လင်မယားကွယ်မယ်ဟိုဘက်ကရှက်ခိုးလို့စီးပွားပြန်ဟိုဘက်ကရှက်ခိုးလို့ဆိုတာဘုရားဟောခဲ့လို့လားအဲ့တော့ဖျားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဓာတ်တော်မွေတော်ဆန်တော်အန်တော်ရှိတာတွေဘယ်အရက်ကရှက်ခိုးရှက်ခိုးမရဘူးလား ပန်းလေးတပွင့်လှူတာတောင်ပဲအရက်ကနေလှူလှူအကျိုးမရဘူးလားအဲ့အဲ့ဘာဖြစ်လို့ဂျိုလိုက်ရှာနေဖះမှာဂျိုမရှိဘူးတဲ့ကိုထိတ်ကိုစမ်းကြည့်တဲ့နော်ကိုထိတ်ကိုစမ်းပြီးမှဂျိုရှာပါတဲ့ကို့မှာဂျိုရှိမှဂျိုရှာတဲ့တဘောပေါက်လားလူတွေကဂျိုတွေကိုရှာအကြည့်လို့ဂျိုစိုးဝင်တာတဲ့တဘောပေါက်လားဒါကြောင့်တရားမင်းပြောတော့ဘုံဘုံလန့်သွားတယ်ဒါကြောင့်ဘုံဘုံကြောင်းမှာလာတည်ထားသမျှလေး အရက်ဒေတာတောင်ရေးမတာဘူးနော်ကြိုက်တဲ့အရက်ကရှက်ခိုးအကျိုးပေးရမယ်ဖြစ်နိုင်ရင်အိမ်သားတွေကနေလက်အုပ်ချီပြီး ရှက်ခိုးတောင်အကျိုးပေးအောင်တဘောပေါက်လားဒါကြောင့်မလို့ဝိတာခာကျောင်းအမကြီးကိုလေဖယားရှင်ကိုတော်မြတ်ကြီးကမေးတယ်ဖြစ်သမီးတဲ့ဖာဖယားဖယားတရားတန်ခါဆိုတဲ့ယတနာ၃ပါးကိုဘယ်အချိန်မှ မေ့ထားတယ်လေတဲ့မေ့တဲ့အချိန်များရှိသလားတဲ့ ရှိပါတယ်ဘုရားတဲ့တမင်သက်သက်ကိုမသိလျော်ဘူးထင်လို့မေ့ထားတာပါဘုရားတဲ့ကဲပြောသားနဲ့ဘယ်အချိန်နေလဲရေအိမ်တက်တဲ့အချိန်မှာအငြိအကျေးစွန်နေတော့အနန္တမကောင်းတော့မေ့ထားမှဖြစ်မယ်သူပြီးတပြည့်တော့မေ့ထားပါတယ်ဘုရားတဲ့နောက်တစ်ခုကရောကာမဂုဏ်ခံစားနေတဲ့အခါကိုယ်လင်ယောက်ျားနဲ့ကိုယ်ကာမဂုဏ်ခံစားရင်ဩဒါဟာ မသိတော့ဘူးဆိုပြီးတော့တပြည့်တော်မေ့လျော့မေ့ထားပြီးတော့မှကာမဂုဏ်ခံစားပါတယ်ဘုရားจิตမီတဲ့အဲ့ဒီအချိန်ဒီမှာလဲယရနာ၃ပါးကိုမမေ့သင်ဘူးတဲ့ဟာဘာပြည့်လို့ပါလဲဘုရားကာမဂုဏ်ခံစားနေတဲ့အချိန်မှာယရနာ၃ပါးကိုမမေ့မလျော့ရင်ตาကောင်းသမီးကောင်းနေရတယ်ဖုံးကန်ကြီးမာတဲ့ตาကောင်းသမီးကောင်းနေကိုရပါတယ်တဲ့သဘောပေါက်လားဟောအငြိအကျဉ်းစွန့်တဲ့နေရာမှာလဲ ယရနာ၃ပါးကိုမမေ့သင့်မြန်ဘူးဖြစ်သမီတဲ့။ဘာဖြစ်လို့ပါလဲဖယားတဲ့။အငြိကျွန်းတဲ့အခါမှာဝေဒနာဆိုတာဖြစ်တတ်တယ်။အဲ့ဒီဝေဒနာတွေကင်းစင်ပြီးတော့ခန္ဓာကိုယ်မှာအငြိအကျေးကင်းစင်အောင်တရဏဂုံကသာ အစစ်အမှန်အငြိအကျေးမှန်သမျှကိုဖယ်ထုတ်ပေးတာပါ။ဒါကြောင့်မမေ့သင့်ဘူးဖြစ်သမီးတဲ့မကောင်းဘူးလားအေးအဲ့ဒါတွေနော်ဟောဆရာတော်ဆရာတော်အသီးသီးတွေလေဟောသွားတာတွေဟောသွားတာတွေ နော်အဲ့ဓာ၄ကိုသားတို့သမီးတို့နာကြားရပါရဲ့နဲ့ဘာဖြစ်လို့တရဏဂုံကိုမေ့ပြစ်တာလို့အဲ့တော့ဂရိသ္စာမတီးတော့ယောဂာရီဖြစ်ဒုက္ခရီရောက်သဘောပေါက်လားအဲ့တော့သားတို့သမီးတို့နားလဲအောင်ဘုံဘုံပြောအောင်မယ်ဘုံဘုံလဲလီတရဏဂုံငငယ်လေးတွေကအိမ်မထဲမှာဝိပုစေခြင်းနဲ့ပုဂ္ဂိုလ်က တရဏဂုံကိုလုံးချုပ်မှာငါသားတဲ့တရဏဂုံကိုလုံးချုပ်ဆိုပြီးလာလာပြောတယ်အဲ့ဒါနဲ့မိဘမေးလိုက်တော့တရဏဂုံရွတ်ခိုင်းတယ်ဆိုပြီးရွတ်တော့ဘုံဘုံတောက်ရောက်ရွတ်တာဟောနောက်ကြတော့ကိုရင်စည်းတတ်တဲ့အရွယ်ရောက်တော့ကြောင်းလဲနေလဲရောက်ပြီးတော့ကိုရင်စည်းရတယ်ကြောင်းပိတ်တာနဲ့ကိုရင်စည်းစည်းတော့အဲ့ဒါဆရာတော်ကြီးကိုကြောက်လဲကြောက်လိုက်ကြရောအဲ့ဒါတရဏဂုံကိုလုံးချုပ်နေဆိုတာနေ့စဉ် ဩမပြတ်ရဘူးတဲ့တနေ့ပြတ်သွားရင်အဲ့ဒါလွတ်သွားတာပဲတဲ့မပြတ်အောင်ရို့တဲ့အဲ့တော့မင်းဘယ်လောက်ရို့လဲဆိုတော့ဘယ်လောက်မှန်းတော့မသိဘူးတောက်ရောက်ရွတ်တာပဲလို့ဆိုတော့ကဲကွာတဲ့မင်းစာကြောင်းတဲ့နေရတာနဲ့စာကြည့်ရအောင်မနဲ့ဆိုရင်တော့မင်းမနဲ့ကို45កောက်ညနေကိုအိတ်ခါနီးကို45កောက်ကိုရို့တဲ့ ဲ့ဒီလိုယွ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 သွားလို့ရှိရင်ဟောမင်းရဲ့ခန္ဓာကိုယ်မှာတရဏဂုံတွေပြည့်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 လာရင်ဟောမင်းစာမေးပွဲတွေလည်းအောင်မယ်စာကျက်သမားလည်းရမယ်အကျိုးပေးထက်သန်မယ်တဲ့ဆိုတော့အဲ့ဒီမှာအာရပါရယွတာအဲ့ဒီကလေးကအတန်တိုင်းအတန်တိုင်းမှာဘုံဘုံပထမဒုတိယတတိယကြီးရပဲရခဲ့တာအဲ့ဒီတော့တရဏဂုံရဲ့ဂုံကျေးဇူးကြောင့် ဆရာကရှေ့ရနေပြီးကြောက်တဲ့မုံမှာရေးသွားတဲ့ဟာကိုနောက်ကနေထိုင်ပြီးတောက်လျှောက်ကြက်တာတကောက်ဖတ်လိုက်တကောက်ဖတ်လိုက်တကောက်ဖတ်လိုက်ဆရာလည်းဖြစ်ပြီးသွားတော့ဘုံဘုံလည်းအလွတ်ရသွားပြီဘုံဘုံစာဦးထဲမှာစာမကြည့်ဘူးတခါတည်းတနေ့စာတနေ့စာအဲ့ဒီလိုကြက်သွားအိမ်ကျရင်မကြက်ဘူးဆော့တာပဲအဲ့တော့မိဘတွေကမယုံလို့မင်းကြက်ပြီလားကြက်ပြီပြီအကြက်ပြီပြီဆိုရင်ငါစာဦးပြသန်းဆိုစာဦးထဲမကြည့်ဘူးအဲ့ဒါနဲ့ရိုက်မယ်နဲ့မယ်လို့လို့ မရိုက်နဲ့နော်ကျွန်တော်တရဏဂုံရွတ်ထားတာရိုက်ခြင်းအမေတို့ဖေတို့ထိခိုက်လိမ့်မယ်ဆိုတော့ဟိုလေမရိုက်ရတော့ကဲဒါဆိုရင်နဲ့သွားတယ်မင်းတငယ်ချင်းတယောက်သွားခေါ်တယ်ခေါ်ပြီးစာအုပ်တွေယူလာပြီးတငယ်ချင်းစာအုပ်ထဲမှာရှိသမျှဦးကဲဘယ်အရွက်ကနေမေးမလဲကြိုက်တာမေးဆိုမေးလိုက်ခြင်းပုံပုံအကုန်အလွတ်ရွတ်ပြနိုင်အဲ့ဒီတော့မှမိဘတွေကသိပြီးတော့မင်းအဲ့လိုတော့မလုပ်ပါနဲ့ကွာစံမွေးဝဲနာနေရင်ပြန်ပြီးတော့ ဟလာကြက်ဖို့အတွက်တော့ရေးပါဒါကြောင့်တင်ချာတွေဆိုရင်လဲဆရာတွေကရှေ့ရနေပြီးရေးသွားရေးသွားပြီးတော့တွက်ပြသွားသွားရင်တခါမှတ်ထားပြီးနောက်အဲ့ဒီလိုပုံစံမျိုးပြောလိုက်ခြင်းဘုံဘုံတထိုင်နေနဲ့အလွတ်တွက်လိုက်တာတခါတဲ့အပြေထွက်အောင်ပြောနိုင်တယ်အဲ့ဓာ၄ကိုဆရာတော်ဘုရားကြီးကဘာပြောလဲဆိုတော့အဲ့ဒါမောင်မြစိမ့်နဲ့မင်းသားဟာအဲ့ဒီတရဏဂုံအကျိုးပေးနေပြီတဲ့ အခုအရွယ်ရေရကွာတဲ့မန္တလေးပို့ပြီးငါတခါတဲ့စာပေပညာသင်ကြားရင်ဘိဓကသုံးပုံတောင်အာကုံဆောင်မလားမသိဘူးငါပေးတမ်းမှာကွာတဲ့ဖေဖေကတော့အဲသူ့အမေကိုမေးတဲ့တပြည့်တော်ပြောလို့မရဘူးတဲ့အဲ့ဒါနဲ့မအေးခေါ်လဲမေးလဲမေးရောမဖြစ်သေးဘူးဖေရတဲ့နော်တော်ကြမြဲရင်မြဲမမြဲပဲနဲ့တိုးလို့တန်းလန်းနဲ့ထွက်ပြီးထွက်လာရင် နော် လူပေါင်းလောကရဲ့အတန်းပညာမတတ်ရင်ဘာမှလှုပ်ရှားလို့မရဘူးဘုန်းကြီးလူတွေဆိုပြီးအပြစ်ပဲခံနေရမယ်တဲ့ဆိုတော့အဲ့ဒါနဲ့ပဲနော်ဘုံဘုံဘွဲရအောင်ဆက်တဲ့ရတယ်ဘွဲရပြီးတော့မှဘုံဘုံအခုလို့ဟောယဟန်လဲဝစ်လဲပြီးလဲပြီးရောကြိုးစားမယ်ဆိုပြီးတော့နော်ဝစ်ပြီးလို့ယဟန်တက်ပြီးလို့နှစ်ရက်ပဲရှိသေးတယ်ဘုံဘုံမဟာမြတ်မုဏိကိုသွားပြီးတပြည့်တော်တရဏဂုံ ကိုလုံးခြုံမမယ်ဖေဟာ ။ဒါကြောင့်မလို့ဘလို့ခြုံရမယ်ဆိုတာကိုသိကျင်ပါတယ်။နော်နီးနဲ့သနစ်နဲ့အသေးအချာပြောနိုင်တဲ့သူကိုဖော်ထုတ်ပေးပါ။အဲ့ဒီလိုလဲအဋိဌံပြောပြီးတရဏဂုံငါဒီမာရင်တရားရှိခောက်လောက်ရအောင်ပွားမယ်ဆိုပြီးတရဏဂုံကိုဝင်လေထွက်လေနဲ့ဖုံဖုံပွားခဲ့တယ်။အသက်ရှူလိုက်တဲ့အခါဗုဒ္ဓံတရဏိုင်ကိစ္စမိ ပြန်ထုတ်လိုက်တဲ့အခါဓမ္မန္တရဏိုင်ကိသာမိပြန်ရှုလိုက်တဲ့အခါတန်ခန္တရဏိုင်ကိသာမိပြန်ထုတ်လိုက်တဲ့အခါဗုဒ္ဓံတရဏံအရာကိုတခါတဲ့တရဏဂုံကိုပတ်လေရိုက်ပြီးတော့အဲ့ဒီမှာပွားလဲပွားလိုက်ကောနားထဲမှာကြားတယ်ဒီနေ့ညလာဟောကြားမဲ့ဆရာတော်ကြီးသူ့ရှိမှမေးတဲ့အဲ့ဒါနဲ့ပဲတရားရှိခေါက်လောက်ပြီးလောက်ပြီးလဲဆိုလဲဆိုရောပုံပုံထလဲပြီးလဲပြီးရော ကောဘကအဘွဲသွားမေတော့ဒီညမင်းကုန်းဆရာတော်ဘုရားကြီးတရားပွဲရှိတယ်တဲ့ဟာဟာကျင်းသေးပြီအဲ့ဒါဗိဓကသုံးပုံအာကုံဆောင်နေဆိုတော့တရဏဂုံကိုလုံးခြုံတာတိမာပဲဆိုပြီးတော့အဲ့ဒါနဲ့ညတရားပွဲလဲပြီးလဲပြီးရောဆရာတော်ကြီးခဏအခန်းထဲမှာနားတော့သွားပြီးတော့တပြည့်တော်သိကျင်တာလေးနည်းနည်းလေးပါလို့တခွန်းနှခွန်းလောက်မေးကျင်တယ်ဘုရားလို့ဆိုတော့ကဲပြောစမ်းနဲ့မင်းကဘာသိကျင်တာလဲတဲ့ အရှင်ဘုရားတရဏဂုံကိုလုံးခြုံမာလို့တပြည့်တော်ကိုအိမ်မက်ထဲမှာဝိဖြူစင်ကျဲနဲ့လာပြောတာငငယ်လေးတွေရပါဘုရားအခုဘွဲရလဲပြီးရောအဲ့ဒီလိုကိုလုံးခြုံဖို့အတွက်မဟာမြတ်မုဏိသွားပါသလိုလာရောက်လာပါတယ်ဘုရားအဲ့ဒါအခုထပ်ပြီးတော့သူတို့ကညွန်ကြားတယ်ဒီညာဟောမဲ့ဆရာတော်ကြီးထံမှာမေးလို့ပြောတယ်လို့အဲ့ဒါနဲ့ အရှင်ဘုရားကိုတပြည့်တော်လာလျှောက်တာပါဘုရားမေးတာပါဘုရားဆိုတော့မင်းကဘယ်နှဝါရှိပဲလဲဆိုနှစ်ရက်ကြီးလိုက်တာအခုဒီနေ့ဆိုသုံးရက်ပေါ်ဘုရားလို့မင်းကထွက်ဦးမလားတဲ့မထွက်ပါဘူးဘုရားလို့တသက်မြဲပါပြီဘုရားလို့အမလီကွာတဲ့အဲ့ဒါဆိုရင်ငငယ်လေးတုန်းကတည်းကဆိုရင်ဘလောက်ကောင်းမှန်မလဲပရိယတ်တိရောပရိပတ်တိရောစုံမာတဲ့အခုဆိုရင်မင်းပရိပတ်တိပဲ လောက်ရတော့မယ်ယတ္တိရတော့အချိန်နှောင့်သွားပြီတဲ့ငါမှာအာကုံဆောင်ဖို့အတွက်ကြိုးစားရင်းနဲ့ပဲအချိန်ကုန်သွားတော့ပတ္တိကိုမလုံနိုင်ဘူးငါ့ကိုလမ်းစဉ်လဲပေးထားတာတဲ့အဲ့တော့မင်းကိုငါဆက်ပေးမယ်တဲ့အခုပြောရင်ကြောင်မယ်ကွာမနဲ့ကိုကြောင်လိုက်ခဲ့တယ်မင်းကွန်လိုက်ခဲ့တယ်မှန်ပါဘုရားဆိုပြီးတော့ဆရာတော်ကြီးကကားပေါ်တက်ပြီးကြွသွားအဲ့ဒါနဲ့ပဲမနဲ့ကြလိုက်လဲသွားလဲသွားကော သူ့ကိုယ်တော်လေးတစ်ပါးကိုဧကောင်းနဲ့ငါ့ကိုဝိတုဒ္ဓိမဲ့လေးချံပေးသန်းနဲ့ပထမတော့ဒုတိယတော့တတိယတော့သရုတ်တာတော့ငါဘာသာပြန်ဘာသာပြန်ဟုပေးတယ်ဒီကိုယ်တော်ကအခုမှဝိတ္တဆိုတော့ဘာမှပါဠိတွေဖတ်တတ်မှာမဟုတ်ဘူးတဲ့အဲ့ဒါနဲ့ဘာသာပြန်ရှေ့လဲလာကြကောမင်းကငါပြောမယ်မင်းမင်းမယ်ဆိုလို့ငါပြောတာနော်တဲ့ငါစကားကိုအသက်ထည်ဆုံးမှတ်မလားမှတ်ပါမယ်ဘုရားလို့ဒါဆိုရင်တဲ့ယဟန်တို့ရဲ့အသက်ဝိတ္တုဒ္ဓိမဲ့နော်တဲ့ ဝိသုဒ္ဓိမက်ကိုတခါမှမကြည့်မှုပဲနဲ့ယဟန်ဖြစ်တဲ့သူဟာဘတော့မှသီလတမာတိမရှိနိုင်ဘူးတဲ့အဲ့တော့ဝိသုဒ္ဓိဆိုတာဝိဆိုတာအထုသုဒ္ဓိဆိုတာစင်ကြယ်အောင်နော်မဲ့ဆိုတာမဲ့ညာဘုံညာရအောင်ကြိုးစားတဲ့အကျင့်တရားလမ်းစဉ်တဲ့ဒါကြောင့်မလို့နော်အထုစင်ကြယ်ခြင်းညာစွာနဲ့ အောင်မြင်မှုရဖို့အတွက်မဲ့ညာဖုန်ညာရဖို့အတွက်ကြင်ကြံအထောက်အမဲ့လမ်းစဉ်များလို့အတိတ်ပဲရတယ်တဲ့အဲ့တော့မင်းဝိတုဒ္ဓိမထဲမှာငါကမထမ်းပေါင်း40အကုန်ပါတယ်နော်တဲ့ဗမာလူအကုန်ရေးတာဒါအဲ့တရကြိုက်တာကိုမင်းပွားများတဲ့ဟောနောက်တစ်ခုကပြမစုတရား၄ပါးမေတ္တာကမထမ်းကရုဏာကမထမ်းမုဒိတာကမထမ်းဥပိ္ခာကမထမ်းတရား၄ပါးငါအကုန်ရှင်းပြထားတယ်အဲ့ဒီအတိုင်းကြိုးစား နဗိဒူရင်အချင်းမြတ်တွေငါအကုန်လုံးရေးထားတယ်ဘယ်လိုစိတ်ထားပြီးမှဘယ်လိုဒူရင်ဝင်ရမယ်ဘယ်လိုအောင်မြင်မှုကိုရရင်ဘယ်အဆင့်ရောက်ရင်ဘယ်လိုဖြစ်တယ်ဆိုတာငါအကုန်ရေးထားတယ်အဲ့ဓာဒီဆိုရင် မင်းအဲ့ဓာဒီကို အောင်မြင်မှဖုံးကန်ကြီးမှပြီးသာသနာပြုလို့ရမယ်မှန်ပါဗျာတပြေတော့အောင်မြင်အောင် ကြိုးစားပါမယ်ဗျာလို့ ကဲဒါဆိုရင်မင်းမေးတဲ့ကိုလုံးချုပ်နီးကိုငါပြောတော့မယ်အဲ့ဒီထဲမှာလူတယောက်ကအစိတ်အပိုင်း32ပိုင်း32ကုဋ္ဌာတဆိုတာငါဘာသာပြန်ထားတယ်တဲ့ကေတာလုံးမှာနဂတန္တာဆိုတဲ့သဗ္ဗယနေစပြီးကြီးမာဗျာအတိ32ပိုင်းရှိတယ်လို့မြတ်စွာဘုရားဟောခဲ့တာတဲ့သဘောပေါက်လားအဲ့တော့မင်းလောက်အောင်မှာကအစိတ်အပိုင်းတစ်ခုကို ဓမ္မခန္ဓာပေါင်း8400ရှိတဲ့အတွက်တရဏဂုံကို8400ပွားရမယ်တဲ့ပွားတဲ့အခါမှာအရေးအတွက်ကိုမယူပါနဲ့အနှစ်ကိုယူမယ်အနှစ်ကိုယူဖို့အတွက်8400အဖတ်တင်ဖို့အတွက်တသိန်းလောက်ယူရမယ်နော်တဲ့ယူနိုင်ပါမလားယူပါမယ်ဘုရားပွားပါမယ်ဘုရားပွားရင်ဟုတ်ကြည့်ဒီကြည့်ရွတ်တဲ့ဟာကို မထည့်ရဘူးသရင်မမှတ်ရဘူးเนาะ ငိုက်သွားရင်သယင်းမမှတ်ရဘူးနော်တတိလစ်သွားရင်သယင်းမမှတ်ရဘူးအာယုံကြတဲ့ဟာကိုပဲမှတ်ရမယ်တဲ့အဲ့ဒါကြောင့်မလို့နော်တသိန်းလောက်ယွတ်မှဘလောက်တွင်မလဲ7000လောက်တင်မယ်အဲ့တော့တသိန်းနှုံးနဲ့သာတွက်กว่าတဲ့32ကိုထာသဆိုရင်တရဏဂုံ32သိန်းယွတ်ရမယ်တဲ့မှန်ပါဖေရယွတ်ရမယ်မင်းအကယ်၍ ပြင်းပြင်းထန်ထန်ရွတ်ရင်ငားဝါတော့ကြုံမယ်ပေါ့ပြက်ပြက်နဲ့မှန်မှန်လေးပဲရွတ်မယ်ဆိုရင်ရှစ်ဝါကိုးဝါ32တိန်ပြေးဖို့အတွက်ရှစ်ဝါကိုးဝါတော့သွားလိမ့်မယ်အဲ့တော့ပထမတစ်ကြိမ်32တိန်ပြီးသွားရင်နောက်ဆက်ပြီးကြင်ညာအထုတ်ရမယ်လမ်းစဉ်ကိုတက်ဆိုင်ရာပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေနတ်ကောင်းနတ်မြတ်တွေကညွှန်ကြားပါလိမ့်မယ်တဲ့သဘောပေါက်လား အဲ့ဒီတော့ငါရှေ့ဆက်ပြောလို့မရတော့ဘူးအဲ့ဒီတော့အဲ့ဒီဝိသုဒ္ဓိမက်ကိုသာယူသွားပြီးတော့သူတို့ညွန်ကြားတဲ့အတိုင်းသူတို့ကဒူရင်ကျင့်မှာဆိုရင်ကျင့်ပေးလိုက်ကွာပြမစိုးပွားပါဆိုပွားပေးလိုက်ကွာ ကိုချင်းစာတရားကြီးစွာထားပါဆိုထားပေးလိုက်ကွာအေးငါတခုတော့မှားကျင်နေတဲ့တို့ဗုဒ္ဓဘာသာကြီးဟာကိုချင်းစာတရားနဲ့ထူထောင်ထားတာ ဖြစ်သည့်အတွက် ကိုချင်းမစာရင်မင်းမအောင်မြင်နိုင်ဘူးအဖြစ်စီးညာလိမ့်မယ် အဲ့တော့ကိုကြီးစာရင်ဘလူထားရမလဲဖရာဆိုတော့ခန္ဓာတုတ်ကိုမင်းရလာတယ်အတပြည့်တော်ရပါတယ်ဖရာလို့အဲ့ဒီတဲမှာအပါဒဂေဟိမေမေတ္တံဆိုတာခြေတော်မရှိတဲ့သရဝါဒီကိုမေတ္တာထားပါတယ်လို့ပြောတာတဲ့မေတ္တာထားတယ်ဆိုရင် ကိုချင်းစာမှမေတ္တာထားလို့ရတာအတိတ်ဘယ်ကို အကုန်ပြန်လိုက်ခြင်းကိုချင်းစာတရားဖြင့်မေတ္တာထားပါတယ်လို့ပေါ်တာတဲ့ အဲ့တော့ကိုချင်းလဲစားတယ်မေတ္တာထားတယ်ဆိုရင် နော်သူတို့ကိုစားလို့တောက်လို့နှိမ့်ဆက်တက်ပြလို့ဖြစ်ပါမလားတဲ့မဖြစ်ပါဘူးဗျာနောက်တကဒွိပါရကေဟိမိမေတ္တံတဲ့ဒွိဆိုတာနှချောင်းကုံတော်ခြေတော်နှချောင်းရှိတဲ့တတဝါတွေကိုကိုချင်းစားမေတ္တာထားရမယ်လို့ဟောတာတဲ့နောက်တကစတုပ္ပရေဟိမိမေတ္တံဆိုတာခြေလေးချောင်းရှိတဲ့တတဝါတွေကိုကိုချင်းစားမေတ္တာထားရမယ်လို့ဟောတာ ဘဟုပရိဟိမေမေတ္တံဘဟုဆိုတာများစွာဂုံတော်တဲ့ပါရဆိုတာခြေတော့တဲ့အဲ့တော့ဘဟုပရိဟိမေဆိုတာခြေတော်များစွာရှိသောတတ္တဝါများကို ကိုကျင်းစာပါတယ်မေတ္တာထားပါတယ်မဖြစ်စည်းမနှိမ့်ဆက်မတတ်မဖြတ်ပါဆိုတဲ့အတိပ္ပယ်ပဲအဲ့တော့သူတို့ကိုမေတ္တာထားတယ်ဆိုပြီးတော့သူတို့အသာအသာသူတို့ကိုနှိမ့်ဆက်တတ်ဖြတ်ရင်မှန်ကန်နိုင်ပါမလား မမှန်ကန်ပါဘူးဗျာအဲ့ဒါဆိုရင်တတဝါအလုံးသက်ရှိတရဝါအလုံးကိုဘေးမဲ့ပေးပြီးတော့ကိုကျင်းစာပြီးဘေးမဲ့ပေးလိုက်တဲ့အဲ့ဒါဆိုအောင်မြင်ပြီတဲ့ငါအခုမအောင်မြင်တာငါမလုံနိုင်တာကငါခုနှစ်ရသားသမီးတွေကတ်နေတာငါသားနေရလို့တဲ့တဘောပေါက်လားငါမေတ္တာထားတယ်ဆိုပေမဲ့ငါမေတ္တာပို့ရင်ရောက်ချင်မှရောက်တာတဲ့ အဲ့တော့မေတ္တာပို့တာရောက်တယ်မရောက်တယ်ဘယ်လိုစိတ်ထားရမယ်ဘယ်လိုလုပ်ရမယ်ဘယ်လိုကိုကျင်းစာရမယ်ဆိုတာကိုတော့ဥဒ္ဓမနော်တောင်နန်းသာရဏပြုဥဥဒ္ဓမသာရကိုသာမေးပြီတော့ကွာတဲ့။ "तू ဆက်ရှင်းလိမ့်မယ်"တဲ့။မှန်ပါဗျာလို့အဲ့ဒါနဲ့ပဲဘုံဘုံဝိသုဒ္ဓိမဲ့လေးကျန်တွဲကြီးကိုပိုက်ပြီးတော့ငါလှူလိုက်တယ်ဒါပေမဲ့ငါမှားမယ်တဲ့ ငါမကြင်ရတာဖြစ်သည့်အတွက်မင်းကြင်ကြံအထုတ်တဲ့နေ့ရနေစပြီးတော့အောင်မြင်တဲ့အထိငါကိုနှိမ့်တိုင်းအမြဝေပါတဲ့ငါတာဓုခေါ်ပါမယ်ငါရောက်ရအရက်ကတာဓုခေါ်မယ်ငါသေးသွားတောင်ရောက်ရအရက်ကတာဓုခေါ်မယ်တဲ့ငါမကြင်နိုင်ခဲ့လို့ပါတဲ့တဘောပေါက်လားအာအာအာ